Hello ဒီနေ့ပေါ့နော်တက်တော့ကြည့်ပြီးတော့ကောင်မလေးတွေအများကြီးပြောထားတာတွေ့တယ်။အောင်ရဲလင်းလိုအကိုကြီးလိုချင်တယ်။အောင်ရဲလင်းလိုလူမျိုးပဲရချင်တယ်ဆိုတဲ့လူတွေအိယာကထပါတော့အဲ့လိုလူမျိုးအပြင်မှာလုံးဝမရှိဘူး။တကယ်လို့ရှိခဲ့ရင်တောင်မှပဲယူရိုရဲ့အချက်ကိုမရခင်အချိန်နည်းနည်းလေးအတွင်းမှာဖြစ်လိမ့်မယ်ပေါ့နော်။ဘာဖြစ်လို့လဲလူဆိုတာကအမြင်နဲ့အချိန်ပြေကိုနားမှာရှိနေပြေလို့ဆိုတာမဖြစ်နိုင်ဘူး ဟိုစာဝတ်နေရေးအတွက်ရှားရတဲ့အချိန်လည်းရှိမယ်ဒီစာစာဝတ်နေရေးအတွက်ရှားရတာအချိန်မဟုတ်ရင်တောင်မှပဲပေါ့နော်ဒီလိုမျိုးကြီးခုနကကိုတကောက်ကောက်လိုက်နေတဲ့လူကိုလည်းကိုကကြားလိုက်ရိုးလာမှသိလားဒါကြောင့်မလို့အဲ့လိုလူမျိုးမလို့ချင်ပါနဲ့ကိုရဲ့ဂိုးတွေကိုရဲ့ပန်းနိုင်တွေဒါတွေကိုတခုချင်းစီလှုပ်သွားပြီးဒီပန်းနိုင်တေးသေးလေးတွေကိုရောက်တဲ့အချိန်မှာအဲ့ဒီပျော်ရွှင်မှုကိုရှာပါသူများရှိရာအတန်းရှင်းဆိုတာက မျောလင့်နေရတာနဲ့တင်ပင်ပန်းနေပါပြီ။ဒါကြောင့်မလို့ဒီတန်းရှင်းမျောလင့်ပဲနဲ့ကိုယ့်ရဲ့ဂိုးတွေပန်းနိုင်နေဒီပေါ်တွေမှာပဲပျော်ပါ။ဒါလေးတွေကိုလှုပ်သွားလို့ရှိရင်လေကိုကငါလုံနိုင်နေဆိုရယ်စိတ်နဲ့အများကြီးလေကိုကိုယုံကြည်မှုရှိလာမယ်။မိမတွေကယုံကြည်မှုရှိလာရင်လည်းလှလာတယ်။ပြီးလို့ရှိရင်ပေါ့နော်။ကိုကတခြားသူရှင်ကမျောလင့်မနေရတဲ့အတွက်ကြောင့်မလို့ ိုယ့်ရဲ့ရုပ်ရည်ကလည်းပူပန်မှုတွေရှိမနေဘူးအေးချမ်းနေမယ်လှပနေမယ်နောက်တစ်ခုကကြတော့ကိုကဘသူ့ဘုံမှာမမီခိုးတဲ့အတွက်ကြောင့်မလို့ဒီလိုမရှိတော့တဲ့ချိန်ညရင်လေအရန်ကြီးကိုက အရင်ကြီးဆိုးဆိုးဝါးဝါးပြစ်ဟိုဘယ်လိုပြောရမလဲဆိုးဆိုးဝါးဝါးပြိုးလဲမနေတော့ဘူးကိုဘွားနဲ့ကိုတာမန်လေးပဲသွားနေမယ်ကိုဘေးမှာလည်းရဲပေါ်ရှိရယ်ဆိုရင်တောင်မှပဲသူ့ပေါ်အရင်ကြီးမမီခိုးပဲနဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောသူ့ပေါ်ကိုအများကြီးမမီခိုးပါနဲ့ကိုဘွားနဲ့ကိုစိတ်ရောလူရောရက်တည်နေအောင်ကြိုးစားပါသူ့စီရခင်းဆိုင်မှုတွေအတန်းရှင်းနေဆိုတာကခနာပဲရမှာတကယ်လို့ကိုကရနေရင်တောင်မှပဲမျော်လင့်နေရတာနဲ့တင်ကိုကအများကြီးပင်ပန်းနေပြီအဲ့လိုပင်ပန်းတဲ့ဟာကြီးကိုမလို့ချင်ပါနဲ့ ။မိကတော့ဒီနေ့အောင်ရဲလင်းလို့ကောင်မလေးတွေကိုအရာကထားစီကြမှာပြီ။ကိုယ့်ရဲ့ဂိုးတွေပန်းနိုင်နေတိုင်းပဲသွားပါ။ဒါရီယာမှာတကယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုကိုအတွက်ပေါ့နော်အများကြီးအများကြီးကိုအတွက်အကျိုးရှိစေမယ့်အရာတွေ။ဒါကြောင့်မလို့ဒီအတန်းရှင်းတွေကိုဒါလေးတွေခဏပဲခံတာ။ပြီးရင်စိတ်ညစ်ရတာနဲ့ဒီအတန်းရှင်းတွေလုံးဝမတန်ဘူးသိလား။ဒါကြောင့်မလို့ကိုယ့်ရဲ့ဂိုးတွေကိုယ့်ရဲ့တိုးတက်ရာတွေကိုပဲအာယုံစိုက်ပါ အဲ့လိုရရလုံနေတဲ့အချိန်မှာလည်းအထီးကျန်တာတွေနောက်တစ်ခွမပြောတာတွေဖြစ်နိုင်နေပေါ့နော်သူများတွေကပြင်နေသွားနားရောက်တွေထွက်တဲ့ပုံတွေရိုက်တယ်ကိုကတော့လှုပ်ကျိုးစမ်းနေရတယ်ည9:00နာရီ10:00နာရီအထိအိမ်မပြန်သေးဘူးစိတ်မညစ်နဲ့နောက်လင်းကားနဲ့နေလို့ရှိရင်သူနဲ့မင်းနဲ့အရန်ကွာသွားလိမ့်မယ်ကိုကပေါ့နော်ရေရှည်အတွက်စဉ်းစားနေတာရေရှည်အတွက်လုံနေတာဒါကြောင့်မလို့ကိုရဲ့အတန်းရှင်းနေကိုရဲ့ 表较羡慕我的差度西没下班呢，我果然是下班。然我他妈，我标也是跟那表较羡慕，走进来说老钱，过一半来年我还要再比老你吧。